တရုတ်အစိုးရရဲ့ကူညီနဲ့ရင်းနှီးချက်စယုံတဲ့စီမံကိန်းကိုဥပောင်းကောင်ထဲဖို့ဆောင်ရည်ရေးအတွက်စွမ်းရင်ဝင်ကြီးဥကူကူလွင်ဟာဇွန်လ9ရက်နေ့မှာတရုတ်တမ်မတ်ကြီးမစ်မာချာနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ရင်းနှီးချက်စယုံစီမံကိန်းအတွက်လိုအပ်မဲ့ရင်းနှီးစင်းတွေကိုတော့အရှိတောင်အရှက်ရင်းနှီးစင်းပိုင်လိုင်းကနေရယူပြီးစီမံကိန်းကိုအကောင်ထဲဖို့သွားမယ်လို့ဆိုပါတယ်။ ရင်းနှံပိုင်လိုင်းကိုရင်းနှံနဲ့တဘာဝတံခွေလုပ်ငန်း MOG နဲ့တရုတ်မျိုးသားရင်းနှံကော်ပိုရေးရှင်း CNPC SEAP တို့ကပူးပေါင်းလုပ်ကိုင်နေပြီးတော့အရှိတောင်အာရှရင်းနှံပိုင်လိုင်းကုမ္ပဏီလီမိတက်ဖြစ်တဲ့ SEAOP ကဦးစီးလုပ်ကိုင်နေတာပါရင်းနှံပိုင်လိုင်းစီမံကိန်းဟာမြန်မာနိုင်ငံမှာတရုတ်ရဲ့အကြီးအမားဆုံးရင်းနှီးမြှုပ်နှံမှုများတဲ့ကတစ်ခုဖြစ်ပြီးနှစ်စဉ်အများဆုံးရင်းနှံတန်ချိန်22တန်ခန့်တည်ပို့နိုင်မှုကိုလည်းကြီးမန်းထားပါတယ် နာဆာကဝင်ကြီးတဲ့တရုတ်သံတမန်ကြီးတို့တွေ့ဆုံမှုအတွင်းမှာစွန့်ရင်ကဏ္ဍပူးပေါင်းဆောင်ရွက်ဖို့နှစ်နိုင်ငံခေါင်းဆောင်တွေသဘောတူထားမှုအပေါ်မှာလည်းအကောင့်တွေဖို့ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆောင်ရွက်သွားမယ့်အစီအမံတွေကိုဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။ဆောင်ရွက်ဆဲကမ်းလွန်လောက်ကွယ်မှာဆက်လက်ဆောင်ရွက်မယ့်ရှာဖွေ2.0လုပ်ငန်းတွေအတွက်ပူးပေါင်းဆောင်ရွက်သွားမယ့်တရုတ်ကုမ္ပဏီတွေကိုတွန်းအားပေးကူညီဆောင်ရွက်သွားဖို့ကိုလည်းနာဆာကဝင်ကြီးကတိုက်တွန်းခဲ့ပါသေးတယ်။ ဒါပြင်မြန်မာနိုင်ငံရဲ့အလလကောင်းတဲ့ကမ်းလွန်လွတ်ခွင့်တွေမှာရင်းနှီးတဲ့သဘာဝတန်ငွေရှာဖွေထူပေါ်ထုတ်လုပ်ခြင်းတို့အတွက်တရုတ်နိုင်ငံကကုမ္ပဏီတွေလာရောက်ရင်းနှီးမြှုပ်နှံမှုကိုလည်းဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်။တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံကြားစွန့်အင်ကဏ္ဍမှာပူးပေါင်းဆောင်ရွက်မှုတွေကိုအရင်ကထက်ပိုမိုတိုးမြင့်ဆောင်ရွက်သွားမယ်လို့လည်းနှစ်ဖက်ဆွေးနွေးမှုတွေအရသိရှိရပါတယ်။